ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေးသုတေသနစီမံကိန်းအတွဲမြို့နယ်ဆက်နှမြို့နယ်မှာရှိတဲ့ကျူးကျော်နေအိမ်တွေကိုစည်ရင်ကောက်ယူရမှာဇန်နဝါရီလ10ရက်နေ့ကဒဂုံမြို့တင်မြောက်ပိုင်းမြို့နယ်မှာစတင်ကောက်ယူနေပါပြီစုမုံအောင်ကနေသတင်းပေးပို့ထားပါတယ်ရှင်ရန်ကုန်တိုင်းကအကြီးဖွံ့ဖြိုးရေးတုသေသနစီမံကိန်းအတွက်ကျူးကျော်နေစည်ရင်ကောက်ယူရမှာတကုံမြို့တင်မြောက်ပိုင်းမြို့နယ်52ရပ်ကွက်ကနေ51ရပ်ကွက်ကိုကောက်ကွက်တနေရထားပြီးဇန်နဝါရီလ10ရက်နေ့မှာစတင်ကောက်ယူနေတာပါဒီနေ့ဟိုမားတို့ကတတ်မှတ်ထားတာ250 လူကြီးရဲ့အိမ်တော်စု250ဒီမျိုးနဲ့အတွက်နှစ်ဖွက်ဟိုတောင်တုံစိတ်ခမ်းမှာနှစ်ဖွက်တင်းတင်းသုံးလေးရယ်အလုံးရှစ်ဖွက်လေဒီမှာတော့နှစ်ဖွက်ပေါ့ဒဂမဒေစေကံမျိုးနဲ့ကိုပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ကစည်ရင်ကောက်ယူခဲ့ပြီးအချိန်၁၀ရက်ကျော်ကြာမြင့်ခဲ့ပါတယ်။လက်ရှိမှာဒဂမဒေစေမျိုးပန်းမျိုးနဲ့ကိုကျူးကျော်စည်ရင်ကောက်ွက်နေနေရခွဲပြီးကောက်ယူနေတာပါ။မမတို့စီဝဲခေါ်တယ်စီဝဲခေါ်ပြီးတော့အဲ့လိုမျိုးပေါ့နော်နေရပုံအားဖြစ်ဖို့အတွက်အခွင့်အလမ်းရှိတယ်ဒီမှာသွားပြီးတော့ မိသားစုလိုက်သွားပြီးတော့လက်မိုးအောင်လို့ဓာတ်ပုံရိုက်ပြီးတော့ဆိုင်းသွင်းရမယ်အဲ့ဒီကစမကတ်ရလာတဲ့သူတို့နေရာကတော့ဘယ်နေရာဆိုအတိအကျမသိဘူးလုပ်ပေးမှာအဲ့လိုတော့ပြောတယ်ဟွန်းနေရာရမယ်လို့တော့ထင်တာပဲဒဂုံမြို့တင်မြောက်ပိုင်း33ရပ်ကွက်ရှိငားမန့်အောင်ဖရမှာဇန်နဝါရီလ9ရက်ကစတင်ပြီးကျူးကျော်နေရင်တွေနဲ့မိသားစုစင်တွေကောက်ယူခဲ့ပြီးမြန်အင်တာနက်လိုင်းခက်ခဲကြောင့်ပထမနေ့မှာလူဦးရေ122ဦးသာကောက်ယူနိုင်ခဲ့ပါတယ် ်အဓိကတော့ဟိုရက်ကွက်မှာနေအိမ်ရှိတဲ့သူတော့မပါတော့ဘူးထင်တယ်ကျွတ်ကျော်တန်းမှာနေတဲ့သူတော့အဲ့လိုအဆင်မပြေတဲ့သူတွေအများစုပါမယ်လို့ထင်တယ်ဒီမှာစိတ်ထဲတော့ဟုတ်ကဲလို့မြေရပေးမယ်ဆိုရင်တော့တကယ်ကျေးဇူးတင်ပြီးမယ်လို့ပြောချင်တယ်ဟုတ်တယ်ဒီကုံမျိုးတင်မြောက်ပိုင်းမျိုးနဲ့16ရက်ကွက်ကနေ41ရက်ကွက်အထိငမန်အောင်ဘုရားကြီးမှာကွန်ပျူတာစနစ်လုံးနဲ့စီရင်ကောက်ယူဖို့ပြင်ဆင်နေပေမဲ့အင်တာနက်လိုင်းအခက်အခဲကြောင့်ဆက်နှဲ့ငယ်တာအသုံးပြုနိုင်ပါတယ် ကျူးကျော်စင်ကောက်ဥဒါတွေကို2016ခုနှစ်ဩဂုတ်လအတွင်းဒဂုံမြို့သစ်တောင်ပိုင်းမှာစံကောက်ယူမှုစတင်ခဲ့ပါတယ်။အဲ့ဒီအတွေ့အကြုံအရပြင်ဆင်မှုအစ်တဲ့မြို့နယ်12မြို့နယ်ကိုဒီဇင်ဘာလမှာပြန်လည်ကောက်ယူခဲ့တာပါ။ကျွန်တော်ကစူးမှုအောင်ပါ။